ဝယ်ယူသူလူကြီးမင်းများအနေဖြင့်အလွန်နှိတ်အခမ်းသန်အစင်တင်တက်နေလို့ရမယ့်အခမ်းအခမ်းနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။တိုက်ခဲရဲ့ဒီညာကတော့ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့တောင်ကလာပါမြို့နယ်73ရပ်ကွက်အနော်မာလန်းသွေး မိန်လမ်းမကြီးတစ်ခုဖြစ်တဲ့မေတ္တာလမ်းမကြီးနဲ့မင်္ဂလာလမ်းမကြီးတို့ကြောကမှာတည်ရှိနေရပဲဖြစ်ပါတယ်ရှင်။ဝင်းပေါက်တကားမှာဆိုရင်ကျွန်းတကားကိုတက်ဆင်ပေးထားပြီးတော့အိတ်ခမ်းဧကန်းတွေမှာပါကီးတွေခင်းပေးထားမယ်။အခန်းနှခန်းဖွင့်ပေးထားပါတယ်ရှင်။မာဘယ်ဝူရင်နဲ့ဘောင်ကတ်အလှဆင်ပေးထားတယ်။လှပတဲ့ပကြီကားကြီးတစ်ချက်ကိုတက်ဆင်ပေးထားပါတယ်ရှင်။အိတ်ခမ်းရဲ့အပြင်ဘက်မှာဆိုရင်လည်းမာဘယ်ဝူတွေတက်ဆင်ပေးထားမယ်။ မှန်လဲပါရှိပါသေးရှင်ကိုပိုင်မီတာကိုပိုင်မော်တာတက်ဆင်ပေးထားပြီးတော့လူကြီးမင်းတို့အနေဖြင့်ရေလုံလောက်အသုံးပြုဖို့အတွက်အဝီစီတွင်လဲပါရှိပါသေးရှင်မျက်နှာချက်ကောနစ်မီသည်ခရစ်စတယ်မီးဆိုင်နေနဲ့အလှဆင်ပေးထားပဲဖြစ်ပါတယ်ရှင်အဲကမ်းမှာဆိုရင်အရာကုန်တစ်လုံးတက်ဆင်ပေးထားမယ်ဖယားကန်တိတန်လဲပါရှိပါသေးရှင်ဖယားကန်မှာဆိုရင်ကြီးမားတဲ့ဗရင်ပေါက်ကိုထားရှိပေးထားမယ်ဗရင်ပေါက်တိုင်းဗရင်ပေါက်တိုင်းမှာတန်မှန်တန်တကိုင်းတက်ဆင်ပေးထားပဲဖြစ်ပါတယ် ဒီတိုင်လုံးတွေကိုဆိုရင်လှပအောင်လို့မာပဲဥတွေနဲ့ဘောင်ခတ်လှဆင်ပေးထားမယ်။ဒီဘက်ဘေးဘက်မှာဆိုရင်လုံးချင်းတိုက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့လူကြီးမင်းတို့အနေဖြင့်လုံးဝလုံးကျုံစိတ်ချရမှာအမှန်ပါပဲရှင်။အဲကမ်းမှာဆိုရင်ဆိုဖာစတီကော်ဖီတေးပဲအဲယာကွန်စတန်နေထားရှိလို့ရပါတယ်ရှင်။ရှောက်လမ်းမှာဆိုရင်ပရိုဖိုင်းမီးချောင်းမီးအမြုပ်တွေနဲ့အလှဆင်ပေးထားပြီးတော့အခန်းတိုင်းအခန်းတိုင်းမှာကျွန်းတကားတွေနဲ့တက်ဆင်ပေးထားပါတယ်ရှင်။ profile me ကြောင့်မီးအမြုပ်တွေနဲ့အလှအစင်ပေးထားပြီးတော့ရေစုံကန်ပါကင်ခင်းပေးထားပါတယ်ရှင်။ရေလိုင်းမီးလိုင်းဆေးလိုင်းတွေအကုန်အသစ်ပြန်လည်ပြုလုပ်ပေးထားပါတယ်ရှင်။ဒုတိယအိမ်ခန်းမှာဆိုရင်ပထမအိမ်ခန်းနဲ့ဖွဲ့စည်းပုံကအတူတူပဲ profile me ကြောင့်မီးအမြုပ်တွေနဲ့အလှအစင်ပေးထားပြီးတော့ရေစုံကန်ပါကင်ကိုခင်းပေးထားပါတယ်ရှင်။မီးပုံကမှဘလိုတွေပြင်ဆင်ထားလဲဆိုတာကိုလိုက်ကြည့်ပေးပါဦးရှင်။ မိဖို့ကမ်းမဆိုရင်အညော်ကတကားအဖြစ်တစ်သားတကားကိုတက်ဆင်ပေးထားပြီးတော့ကျွေးပြားတွေခင်ပေးထားမယ်။ရေချိုကန်းအိမ်သားကတော့တီးတန့်ပါရှိပါတယ်ရှင်။ရေချိုကန်းထဲမှာဆိုရင်ကျွေးပြားခင်ကျွေးပြားကပ်ပေးထားမယ်။တီးတန့်ပေစင်တစ်လုံးပါရှိပြီးတော့ရေတိုင်ရင်တစ်လုံးလည်းပါဝင်မယ်။ရှာဝါလည်းပါပါတယ်ရှင်။ toilet မှာဆိုရင်လေကျွေးပြားခင်းကျွေးပြားကပ်ပေးထားပြီးတော့ဘိုးတိုင်းအိမ်သားအစ်တလုံးကိုတက်ဆင်ပေးထားပြီးတော့ရေချိုးကန်းရောအိမ်သားမရော PVC တကားကိုတက်ဆင်ပေးထားပါရှင်မီးဖို့ကန်းမှာဆိုရင် ခြေပြားတွေကိုနံရံမှာအပြည့်ကပ်ပေးထားပါတယ်။နှစ်ပေပတ်လည်ခြေပြားရခင်းပေးထားပြီးတော့စတီးပေစင်လည်းပါပါရှင်။တောင်ဥကလာမှာဆိုရင်ရေလိုင်းကတော့အရန်ကောင်းပါတယ်ရှင်။အရေးပေါ်ထေကားပေါက်မှာဆိုရင်တက်သားတကတစ်ထပ်၊တန်မှန်တစ်ထပ်ကိုတက်ဆင်ပေးထားပါတယ်ရှင်။ပေး20 60ခရက်မြေပေါ်မှာတလွှာတစ်ခန်းဆောက်လုပ်ထားပြီးရော 18ပေ54ပေကျဲဝန်းနဲ့ဒုတိယတက်စစ်စစ်အခန်းလေးနဲ့မိတ်ဆက်ပေးကြရပဲဖြစ်ပါတယ်ရှင်။အခန်းရဲ့အမြင့်ကဆိုရင်ဖြင့်9ပေအမြင့်ဖြစ်ပြီးတော့လူကြီးမင်းတို့အနေဖြင့်တခန်းတလွာစီမှာ9ပိုင်မီတာ9ပိုင်မော်တာများတက်ဆင်ပေးထားပြီးရောရေလုံးတော့အသုံးပြုဖို့အတွက်အဝီစီတွင်လည်းပါရှိပါသေးရဲ့ရှင်။ဒီခိုင်းအယောင်စင်းတို့ကတော့3520ကိုအထူးညီနိုင်အောင်ချပေးတော့မှဖြစ်ပြီးတော့လူကြီးမင်းတို့အနေဖြင့်ဗန်နဲ့ချိတ်ဆက်ဝယ်ယူခြင်းနဲ့ဆိုပါကလည်းဝယ်ယူလို့ရပါသေးတယ်ရှင် ဒီအခန်းရဲ့အလှည့်အရဆိုရင်ဖြင့်အနောက်တောင်ဖြစ်ပြီးတော့တိုင်းမတ်ပေါင်းကြတော့နှစ်ပဲဖြစ်ပါလေရှင်ရှင်စင်ကြောင်ညာပေးခဲ့တဲ့ဒီအခန်းကိုတိုင်းနေတက်လို့ကြီးရှုခြင်းနဲ့ဝဲယူခြင်းနဲ့ဆိုရဲလူကြီးမင်းများအနေဖြင့်ရှင်စင်ကိုတော့ဖုန်းဆက်ပေးပါရှင်ရှင်စင်ကလူကြီးမင်းတို့စိတ်တိုင်းကြလိုက်လံပြသပေးတော့မှာပဲဖြစ်ပါလေရှင်ဒီလိုအခန်းပေါင်းများစွာကိုနောက်ရက်များမှာကြောင်ညာပေးတော့မှာမလို့ follow နေပေးခဲ့ပါအောင်ရှင်အားလုံးကျေးဇူးပါ